ရောနီတဲ့ကြီးတွေရဲ့မြပြလာတဲ့လက်ဖက်ငွေတွေစံချိန်တင်လက်ခံရရှိခဲ့ကြတဲ့မင်းသားပိုက်တကုန်းတို့မင်္ဂလာဝေးမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ခရိုနီတဲ့ကြီးတွေရဲ့မြပြလာတဲ့လက်ဖက်ငွေတွေစံချိန်တင်ရရှိခဲ့သူမင်းသားပိုက်တကုန်းတို့ဇနီးမောင်နဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်မင်းသားပိုက်တကုန်းနဲ့မလေးမြဖူတို့ရဲ့ခန္ဓာပြီးတော့လှပလွန်လာတဲ့မင်္ဂလာပွဲကြီးတွေကတော့ကျင်းမာပြီးစီးသွားခဲ့ပြီဖြစ်ပြီအနုပညာလောကသားတွေများစွာစုံလင်စွာတက်ရောက်ကြလို့စီကားဆုံးမင်္ဂလာပွဲကြီးပြီးခဲ့တာပါ ဂုံဂုံကြည်တက်တဲ့မင်္ဂလာပွဲကြီးဖြစ်တဲ့အတွက်အနုပညာရှင်တွေဆိုရင်လေဒိဋ္ဌိကျေနုပညာရှင်တွေကြီးတက်ရောက်ခဲ့ကြသလိုထိပ်သီးစီဝါရေးလုပ်ငန်းရှင်တွေများစွာကလည်းတက်ရောက်ခဲ့ကြတာပါဂုံတရရှိတိုင်းဝိုင်းကြီးတွေကလူတွေများစွာစီကားစွာတက်ရောက်ခဲ့ကြလို့ပြောစမဲ့တွင်စရာဖြစ်ခဲ့ရသလိုပရိသတ်တွေများစွာရဲ့အာယုံစိုက်ခြင်းကိုလည်းရရှိခဲ့ပါတယ်လက်ရှိချိန်မှာဆိုရင်မင်္ဂလာပွဲတွေကျင်းပပြီးစီးသွားခဲ့တဲ့မင်းသားပိုက်တကုံတို့ဇနီးမောင်နှံဟာတူရကီနိုင်ငံကိုပင်ဟန်နီမူခင်ရောက်ရှိနေကြပြီဖြစ်ပြီးတော့ ဟန်နီမူကြီးတွေငွေတပြားတစ်ချက်မှကုန်စရာမလိုအောင်ပဲသူတို့ရဲ့မင်္ဂလာပွဲကနေတိမ်မောက်တောင်းချီပြန်လည်ရရှိခဲ့ကြတာပဲဖြစ်ပါရည်။မင်းသားပိုက်ကုန်းတို့မင်္ဂလာပွဲတွေဟာအကုံကြများစွာရှိခဲ့တဲ့ခန်းနာတဲ့မင်္ဂလာပွဲကြီးတွေဖြစ်ခဲ့ပြီးတက်ရောက်လာကြသူဒေဒေကျဲအနုပညာရှင်တွေရောခရိုနီစီဝါရေးလုပ်ငန်းရှင်ကြီးတွေစီရောကမယုံနယ်လောက်စရာများပြားလာတဲ့လက်ဖွဲ့ငွေတွေကိုစံချိန်တင်လက်ခံရရှိတာပဲဖြစ်ပါရည်။မင်းသားပိုက်တကူရင်မင်္ဂလာပွဲကိုပရိသတ်တွေကြားမှာနမေကြီးတဲ့မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးစီးဝင်းခရိုနီတထေကြီးဦးစောစောပါ တက်ရောက်လာခဲ့တာမြင်တွေ့ရပြီ။ဦးစောစောအားဆိုရင်လည်းဘိုင်နီကုံတို့မင်္ဂလာဇနီးမောင်နဲ့အတွေ့လက်ပွဲငွေ3000ကျပ်ကိုပဲလက်ဖွဲ့ပေးခဲ့တာပါ။ဦးစောစောကလင်းမြဘူးတို့အတိုင်းဝိုင်းနဲ့အလွန်ရှင်နေသူဖြစ်တဲ့အတွက်အဒီလောင်များပြားလာတဲ့ငွေကြေးပမာဏကိုလက်ပွဲငွေဖြင့်ဂုဏ်ပြုပေးခဲ့တာဖြစ်ပါရည်။သာခရိုနီတတိကြီးဦးစောစောရဲ့လက်ဖက်ငွေသားရှိသေးတာဖြစ်ပေမင်းသားပိုင်တကိုရဲ့မင်္ဂလာပွဲဟာကာကောက်စားကြီးတွေနဲ့ရောက်ရှိလာတဲ့ခရိုနီတတိလုပ်ငန်းရှိကြီးများစွာတက်ရောက်ခဲ့ကြတဲ့အတွက်လက်ဖက်ငွေကအစားမြန်မာနိုင်ငံကအမှုပညာရှင်မင်္ဂလာဆောင်တွေထဲမှာ စံချိန်တွေပမာဏကိုရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းသားပိုက်တကုံကိုလက်ဖွဲ့ခဲ့တဲ့အမှုပညာရှင်တွေထဲမှာငွေကြီးပမာဏအများဆုံးကိုလက်ဖွဲ့ခဲ့သူကတော့မင်းသမီးဝမ်မော်ရွှေရီနဲ့သူမရဲ့ခင်မောကိုနိုင်ဖြိုးကျော်တို့ဇနီးမောင်နဲ့ဖြစ်ပြီးလက်ဖွဲ့ငွေ300ကနေပေးအပ်ခဲ့ကြတယ်လို့သိရပါတယ်။မင်းသမီးဝမ်မော်ရွှေရီအတွေ့ပိုက်တကုံဟာမောင်ရှင်လိုအမှုပညာမောင်နှမဖြစ်ကြပြီးသူမရဲ့ခင်မောဖြစ်သူကိုနိုင်ဖြိုးကျော်နဲ့မလင်းမြဖူးတို့ဟာစီးပွားဘက်တွေဖြစ်ကြတဲ့အတွေ့စူလျာရှိပဲထိမ်းမြမင်္ဂလာပွဲမှာရောမင်းလာညကစားပွဲမှာရော မင်းသမီးဝမော်ရွှေရမပြတ်မကွက်တက်ရောက်ပေးခဲ့တာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။ဒါပြင်မင်းသားပိုက်တကူရဲ့မင်္ဂလာပွဲမှာအရှမ်းပြောခဲ့ရတယ်လို့ပြောထားပါသေးတယ်။လပလုံးနဲ့မင်္ဂလာပွဲကြီးတွေကျင်းပခဲ့ကြပြီးလက်ပွဲငွေအများဆုံးဖြင့်စံချေတရရှိခဲ့တဲ့မင်းသားပိုက်တကူတို့ဇနီးမောင်နဲ့အတွက်ကတော့တကယ်ကိုပျော်ရွှင်စရာပါပဲနော်။ပရိသတ်ကြီးတို့ရောလက်ပွဲငွေအများဆုံးစံချေတရရှိခဲ့တဲ့မင်းသားပိုက်တကူတို့ဇနီးမောင်နဲ့ကိုအားကြမရလားဆိုတာကွန်မန့်မှာပြောသွားပေးခဲ့ပါဦးရှင်။အပင်နာစင်ခဲ့ကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီတွေနှစ်ပညာရှင်တွေရဲ့သိတဲ့တူပြလာခဲ့အောင်မှဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ပါနဲ့အောင်ရှင်